မင်္ဂလာပါရှင်ဧပြီလ26ရက်စနေနေ့ရွှေရံခွဲအထူးအကြပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ငလျင်တန်သိန်းထေသားများတွင်ယာယီစာသင်ကျောင်းများဆောက်လုံးမဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။မက်ရှလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းပြင်းငလျင်ကျောင်းစာသင်ကျောင်းများပြိုကျပျက်စီးသွားတဲ့ထေသားများတွင်ယာယီစာသင်ကျောင်းများတိစောက်မှဖြစ်ကြောင်းသိရပါတယ်။ ဆောလာနေရတွင်2025-2026ပညာသင်နှစ်အတွက်အခြေခံပညာစာသင်ကျောင်းများအားလုံးပြန်ဖွင့်မှာဖြစ်ပြီးငလျင်တန်းခန့်ကျောင်းများအနေနဲ့နှစ်သုံးတက်စနေဖြင့်ဖွင့်လှစ်တော်မှာဖြစ်ကြောင်းသိရပါသည်။မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလျင်တန်းကျောင်းစာသင်ကျောင်းပေါင်း2000ကျော်ပျက်စီးခဲ့ကငလျင်ဘေးသင့်သူလူဦးရေ၄.၃တန်းကျော်ရှိနေကြောင်း UNOCHA မြန်မာရဲ့ထုတ်ပြန်ချက်အရသိရပါသည်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ရေဖြူမျိုးနဲ့ရေတန်ကိုကွန်ကရစ်ဖေးလေးတစ်ထောက်ကို PDF များကမြှို့ဖြက်စီရတဲ့တဲ့ရင်ဖြစ်ပါတယ် တနင်္သာရီတိုင်းဒေသကြီးရေဖြူမြို့နယ်တလိုင်းရာကျေးရွာအုပ်စုထောက်လောက်ကျေးရွာအနီးရှိအရှိန်900ပေးအနံ12ပေးရှိသောတန်ကူကွန်ကရစ်ဘေးလီတံတားကို PDF များကဧပြီလ24ရက်နေ့နစိုင်းနိုင်ခံရမိရှိုးဖြစ်စီလိုက်ကြောင်းသိရပါတယ်။အဆိုပါဘေးလီတံတားဟာဒဝယ်ရင်နဲ့စေကန်သူသွားလာတဲ့လမ်းပေါ်တွင်ဒဝယ်မြေကိုဖျက်ဆီးဆောက်လုပ်ထားခြင်းဖြစ်ပြီးအခုကဲ့သို့မိရှိုးဖြစ်စီခံရမှုကြောင့်6လမ်းမှ3လမ်းမှရှိတစ်သားစလီဖာများနဲ့အပေါ်ပြင်ကင်းများပေ200ခန့်မီလောက်ပြည့် ဆီခဲ့တဲ့အတွက်မော်တော်ယာဉ်ဖြတ်တန်းသွားလာမှုများရပ်ဆိုင်ထားရတယ်လို့ဆိုပါတယ်။အဆိုပါနေရာတဝိုက်ကိုလည်းလုံခြုံရေးတပ်ဖွဲ့များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ရှင်။ထပ်မံနေဆက်မဲ့တဲ့တွင်ကတော့ပသုံးလုံးအလိုမရှိကြောင်းဒေသခံတွေဆန္ဒပြတဲ့တဲ့တွင်ဖြစ်ပါတယ်။ စကိုင်းတိုင်းဘူးတလင်းမြို့နယ်က NLD အမတ်ဟောင်းဦးမြင့်ဟန်ထွန်းဆိုသူဦးဆောင်တဲ့အစံဖက် NUG ရဲ့ပတ်သုံးလုံးကိုအလိုမရှိကြောင်းဒေတာခန့်တွေကဧပြီလ24ရက်ညနေပိုင်းမှာဆန္ဒပြခဲ့ကြတယ်လို့ဒေတာသတင်းနေအရာတီးရပါတယ်။ ဆန္ဒပြရတဲ့အကြောင်းကတော့အဆိုပါ energy အမတ်ဟာဦးမြင့်ဟန်ထွန်းဆိုသူနဲ့ပတော်လုံးအဖွဲ့တွေဟာတနက်ကင်ချင်းချောက်ပြီးရွှေမြော်အလုံးနဲ့ချင်းတွင်းမြစ်ထဲမှာမတော်မတရားလှည့်ကြီးအုပ်စီပွားရှာစနေကြတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒေသခံပြည်သူတွေက နိုင်ငံရေးအကြောင်းပြစီပွားရှာသူများအလုံးမရှိဘူးတလင်မျိုးနဲ့ပါကာဖာအလုံးမရှိ ပါလာဖာအလိုမရှိဘိုးတလင်းမျိုးနဲ့လေးမြေရွာရွှေမျောစီမံကိန်းအလိုမရှိစရဲဆိုင်ပုတ်တွေကင်ဆွဲပြီးဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့နိုင်ငံတော်အချိန်အခါမဟုတ်မိုးရွာနိုင်တဲ့တဲ့ရင်ဖြစ်ပါတယ် အနောက်ဘက်မှရွှေရှားလာတော့လေပွေလမ်းများအရှိန်နဲ့အရှိဘက်မှရွှေရှားလာတဲ့လေပွေလမ်းများအရှင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တိုမားလေနှင်းများနဲ့တရုတ်ပြည်မှာကြီးပေါ်ရှိလေပြည်အားရဝန်ဒေသမှာရွှေရှားလာတော့လေအေးများတွေ့ဆုံမှုကြောင့်ဧပြီလ20ရက်မှမေလ3ရက်အတွင်းနိုင်ငံတော်ဝန်လုံးမှအချိန်ကမဟုတ်မူရနိုင်ကြောင်းမိုးလေဝသနဲ့ဆလာဗေဒာညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ထားကြောင်းသိရပါတယ်။ အစိုးရရန်များအတွင် နေရာကျကျမှနေရာဆက်ဆက်မူထေချုံရပြီးအစိုးဒေသများတွင်နေရာကွက်ပြီးမူကြည့်နိုင်သလိုအချိန်အခါမဟုတ်မူရခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမူထေချုံခြင်းမူကျိုးပစ်ခြင်းပျက်စီးလက်ခြင်းမူတည်ကျွေးခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်တတိဖြင့်နေထိုင်ကြရန်လည်းဖော်ပြထားကြောင်းသိရပါရဲ့ရှင်။